မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်ဂရာချေးရွာရဲစခန်းနဲ့တောင်ကလေးချေးရွာရဲစခန်းတို့ကို drone နဲ့ပုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ10ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနေရာယူထားတဲ့ဂရာချေးရွာရဲစခန်းအတွင်းကို NMSP AD တပ်ရဲ့ drone တပ်ဖွဲ့က drone နဲ့တိုက်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက4ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါ့အပြင် ဇန်နဝါရီလ12ရက်နေ့မှာအကြမ်းဆက်တက်နေရာယူထားတဲ့တောင်ကလေးကျေးရွာရဲစခန်းကို drone နဲ့ထပ်မံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကတအူးသေးဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်သက်ပါတီ AD တပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့မှာစစ်တပ်အတွက်လှုပ်လှုပ်ပေးနေတဲ့သူစမ်းမင်းအေးဆိုသူလဖေးဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မနေ့ကဇန်နဝါရီလ12ရက်နေ့မနက်8:05မိနစ်အချိန်ကကြိုက်ထုံမြို့ပဲရော့လဖေးဆိုင်မှာလဖေးထိုင်တောက်နေတဲ့အသက်52နှစ်အရွယ်စမ်းမင်းအေးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ဆိုင်ကယ်နဲ့လာတဲ့လူငယ်တအူးကတနက်နဲ့ပြစ်ခတ်ခဲ့ရာ ဥကောင်းနဲ့ဘိုက်တို့မှာကြည်စံထိမှန်ဒဏ်ရာရရှိပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။စမ်းမင်းအေးကစစ်တပ်အတွက်အလုလုပေးနေတော့တော်တော်များများကသူ့ကိုတိကြတယ်။လာပြစ်သွားတာကစိုင်ထဲကိုဝင်ပြစ်သွားတာတယောက်သေးဆိုင်ကနဲ့လာပြီးတော့ပြစ်သွားတာပြစ်သွားတဲ့သူကိုအခုချိန်ထိတော့ဖမ်းမမိသေးဘူး။အခင်းဖြစ်ပြီးတော့စစ်တပ်နဲ့ရဲတွေရောက်လာပြီးအလောင်းကိုဆေးရုံကိုတည်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ကလမ်းဆောင်လမ်းကွာတချို့ကိုပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပြီးတော့မြို့ပေါ်မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးများကိုလူစိမ်းဝင်ရောက်မှုမရှိစေရေးသတိပြုရန်လုံခြုံရေးသတိပြုရန်အတိပေးတိုက်တွန်းသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်နီပြည်ဘော်လခဲမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်သား၁၀ဦးတိတ်ဆုံးပြီးလက်နက်၄လက်နဲ့ခဲယားများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇန်နဝါရီလ၁၂ရက်နေ့မနက်9နာရီကမှ ဗော်လခဲမျိုးကနေထွက်လာတဲ့အကြမ်းမစစ်ကြောင်းကိုမိုင်းထန်တဲ့ဝမ်ပလန်ကြားအရောက်မှာကရင်ဒီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးထက်မနည်းသေဆုံးကလက်နက်၄လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းနဲ့တိုက်ခိုက်ခဲ့တာပဲရှိတာပါ။အသေးအမွှားလေးပဲအကြီးကျယ်တော့မဟုတ်ဘူး။မိုင်းထန်တဲ့ဝမ်ပလန်ကြားမှာပဲဗော်လခဲမျိုးပြင်မှာပေါ့။ဗော်လခဲကနေထွက်လာတာရိတ်ခါပို့ဖို့လားဘာလို့ဖို့လဲတော့မသိဘူး။တေတာတွေလည်းရှိတယ်လက်နက်တွေရတာတွေလည်းရှိတယ်။ရှေ့ဆက်မတက်လာတော့မင်းနဲ့သူတို့စခန်းထဲကိုပြောင်းဝင်သွားတယ်လို့ KA ရဲ့စီရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကရှင်းပြထားပါတယ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဆက်ကောင်စီဘက်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုတွေရှိခဲ့ပြီးတော့ကရင်နီတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းအုပ်စုစံခါချေးရွာမှာရှိတဲ့ကြောင်မြတ်ဒူးဖော်ရေးကုမ္ပဏီဝင်းအပါဝင်နေရာ၃ခုကိုအကြမ်းဖက်ဆက်တက်ကတိုက်လေရဲနဲ့ဘုံကျဲချခဲ့ပြီးတော့ဆက်တနတ်နဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ9ဦးသေဆုံးသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ23ရက်နေ့မနက်09:38မိနစ်အချိန်မှာမန္တလေးတိုင်းဒရုလီဒါစခန်းကနေတက်လာတဲ့ AK-130 Jet Fighter လေယာဉ်ကဖားကံမြို့နယ်အတွင်းမှာရှိတဲ့မစွတ်ရံမြို့မနောခွင်မြအုပ်ရင်ကုမ္ပဏီကြောင်မြတ်ဝင်းအတွင်းနဲ့ စံခါကြီးရွာကြောက်မြလောက်ကနေရာများကိုလေရင်နဲ့ဘုံကျဲပြီးတော့ဆက်တနတ်နဲ့ပါပြစ်ခတ်သွားတယ်လို့သိရပါတယ်အခုလိုမျိုးပြစ်ခတ်မှုကြောင့်ပြည်သူ9ဦးသေဆုံးပြီးအခြားပြည်သူ9ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဒီကနေ့မနက်အစောပိုင်းကလည်းဖားကတ်မျိုးနယ်ဘက်ကိုစစ်လေရင်နဲ့ဘုံကျဲချမှုများရှိခဲ့ပြီးတော့ပြည်စည်းဆုံးရှုံးမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဒေတာတွင်သတင်းရေးမြစ်ကပြောပါတယ်ဒီကနေ့မနက်ပိုင်းကလည်းဖားကတ်မျိုးနယ်စိတ်မှုကြီးရွာအုပ်စုစပော့ကြီးရွာအနီးမှာရှိတဲ့နွန်ကန်ပေါက်ကြမှုဖြစ်ပွားပြီးတော့နေအိမ်အများပြပြည်စည်းကလူထိခိုက်ဒေဆုံးမှုတွေလည်း ှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းဇီးကုန်းမြို့မှာအတရားဓမ္မစစ်တပ်ထဲထဲသွင်းခံရတဲ့အသက်၈၈နှစ်အရွယ်မောင်မျိုးမင်းဟာတိုက်ပွဲမှာတေဆုံးသွားတော့လေအကြမ်းဖက်စစ်ကောင်စီကမိဘများကိုအတိမပေးဘူးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်၂၀၂၄ခုနှစ်ဩဂတ်လပိုင်းကဇီးကုန်းမြို့အမှန်ငါရက်ကွက်အုပ်ချုပ်ရေးမှူးကြော်ကြီးကရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းရန်မင်းနိုင်ရွေးချယ်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးမင်းနိုင်ရွေးချယ်တဲ့အချိန်မှာ ဖခင်ကိုရေစီလဲတွန်းပြီးတော့လောက်ကန်ကျွေးမွေးနေတဲ့အသက်18နှစ်အရွယ်မောင်မျိုးမင်းကိုမဲပေါက်တယ်ဆိုပြီးတော့အတေးအဓမ္မစစ်တပ်ထဲကိုဝင်ခိုင်းပြီးစစ်တပ်ထဲကိုမဝင်ပါက ဖခင်ဖြစ်သူကိုဖမ်းဆီးမယ်ဆိုပြီးတော့အချက်ကင်ချင်းချောက်တဲ့အတွာစစ်တပ်ထဲကိုထည့်သွင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အသက်၁၈နှစ်အရွယ်မောင်မျိုးမင်းကိုအကြမ်းဖက်စစ်တပ်ကစစ်တင်တဲ့၃လပေးပြီးတဲ့နောက်ရှေ့တန်းတိုက်ပွဲတနေရာကိုပို့ဆောင်ခဲ့ပြီးနိုဝင်ဘာလအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုအတွင်းမှာတေဆုံသွားတယ်လို့သိရပါတယ်မောင်မျိုးမင်းရှေ့တန်းတိုက်ပွဲမှာတေဆုံသွားကြောင်းကိုဇီးကုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကရက်ကွက်အုပ်ချုပ်ရေးမှူးကျော်ကြီးထံကိုအတိပေးခဲ့တော့လေကျော်ကြီးကဖခင်ဖြစ်သူကိုတွားရောက်ပြီးတော့ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်အခုလိုမျိုးဖခင်ဖြစ်သူကိုရက်ကွက်အုပ်ချုပ်ရေးမှူး ူကျော်ကြီးကတွားရောက်အတိမပေးခြင်းဟာစစ်မှုထမ်းတွေကိုစစ်တပ်ကရှေ့တန်းကိုပို့နေတယ်ဆိုတာကိုသိပြီးတော့ရက်ွက်ထဲမှာကြံနေတဲ့လူငယ်တွေထွက်ပြေးတိမ်းရှောင်မှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်အတိမပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ဇီးကုံမျိုးအမှတ်9ရက်ွက်စေချောင်း3လမ်းမှာနေထိုင်တဲ့အုတ်ချုပ်ရေးမှူးကျော်ကြီးကရက်ွက်ထဲမှာရေစီလဲတွန်းပြီးတော့ရောင်းပြီးအဖေဖြစ်သူကိုလောက်ကန်ကျွေးမွေးနေတဲ့မောင်မျိုးမင်းလေးကိုစစ်မှုထမ်းမဲပေါက်တယ်ဆိုပြီးတော့လွန်ခဲ့တဲ့9လပိုင်းကလေးကအတင်းအကျပ်ထည့်လိုက်တာမောင်မျိုးမင်းလေးကလွန်ခဲ့တဲ့တလခွဲလောက်ကတော်လိုင်းတပ်ဖွဲ့တွေနဲ့ဖြစ်တဲ့တိုက်ပွဲအတွင်းမှာတေဆုံးသွားပါတယ် အဲ့ဒါကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကအုပ်ချုပ်ရေးမှုကြော်ကြီးကိုအကြောင်းကြားတယ်ကြော်ကြီးကအဲ့ဒါကိုမိသားစုဝင်နေစီကိုအတိမပေးဘူးအဲ့ဒီကလေးကစစ်တပ်ထဲဝင်ကျင်စိတ်မရှိပါဘူးမင်းမဝင်ရင်မင်းအဖေကိုဖမ်းမယ်ဆိုပြီးတော့ချင်းချောက်ပြီးတော့ဝင်ခိုင်းတာသူတို့ကတားဖာနှစ်ယောက်ပဲရှိတာ တားကလေးရှေ့တန်းမှာတေဆုံသွားတာကိုသူ့အဖေကအခုထိမသိသေးဘူးကျွန်တော်တို့ကမကြည့်ရလို့လာပြောတာပါလို့ဇီးကုံမြို့နယ်ဒေသသတင်းအရင်းမြစ်ကတိုင်ကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတပ်သားတဲ့များကိုရှေ့တန်းကိုဆေလွတ်နေရမှာတိုက်ပွဲအတွင်းမှာတေဆုံမှုများရှိခဲ့ရင်မိသားစုများထံကိုအသိပေးခြင်းမရှိဘဲပျောက်ဆုံးစရင်တွင်ခြင်းအလောင်းကိုမိသားစုကိုအသိမပေးဘဲနဲ့ကြိုခြင်းကြာဆုံးသွားတဲ့စစ်မှုထမ်းတပ်သားတဲ့များအတွက်ဘာအကျိုးခံစား권ကိုမှလည်းမပေးဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီမြို့နယ်တကူတိုက်နယ်ဆေးရုံအနီးကိုအကြမ်းဆက်ကောင်စီကဒီကနေ့ဇန်နဝါရီလ17ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်8:00ခန်းမှာစစ်ကောင်စီကတကူတိုက်နယ်ဆေးရုံအနီးကိုလေကြောင်းနဲ့နှစ်ချိန်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံတော်လိုင်းရေးတပ်ဖွဲ့များကပြောကြားထားပါတယ်။တကူရွာကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေမို့လို့မကြာခဏဘုံကျဲလေးရှိပါတယ်လို့ဒေသခြေဆိုင် PDF တပ်ရင်းတစ်ခုကရှင်းပြထားပါတယ်။လေကြောင်းကနေဘုံကျဲခံရတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိထားတဲ့ပြည်သူတွေတဲကတအုပ်ဟာတေဆုံသွားပြီလို့သတင်းများထွက်ပေါ်နေပါတယ်။အရသာပြည်သူတွေကိုပြစ်မှတ်ကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေတိုက်ခိုက်နေတယ်လို့မြင်ပါတယ်။တကူရွာမှာဘာ PDF မှမရှိဘူးလို့ဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်နောက်တအုပ်ကပြောကြားထားပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ23ရက်နေ့ကတနင်္သာရီမြို့နယ်တကူတိုက်နယ်မှာရှိတဲ့ကျေးရွာ၄ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ရာလူကြီးတအုပ်နဲ့ဆက်နက်နဲ့အရွယ်ကလေးငယ်တအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့သိရပါတယ်တကူတိုက်နယ်မှာအင်းရှေကုန်း PA ရွာမတန်တိုက်လမိုင်းကော်အလေပိုင်းတရပ်ပွင်တကူကိုမိုင်တမီလာစတဲ့ကျေးရွာများပါဝင်ပြီးတော့တနင်္သာရီမြို့နယ်စေမိုင်ကအကွာမာတီရှိတယ်လို့သိရပါတယ်လက်ရှိအခြေအနေမှာတော့တနင်္သာရီမြို့နယ်အတွင်း ထုံခါမောတော်ပြည်တော်စုလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့များကြားမှာစစ်ရေးတွေတင်းမာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမင်းကုန်းလမ်းပိုင်းမှာအကြမ်းဖက်ဆက်တပ်ကအသက်35နှစ်အရွယ်ကိုစဉ်ကိုထိုက်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့သူ့ရဲ့ကားကိုပါတင်စီပြီးငွေကျပ်သိန်း360နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ17ရက်နေ့မှာသခိုင်းမင်းကွန်းလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကသခိုင်းမြို့နယ်ဝါချက်ချေးရွာမှာနေထိုင်တဲ့အသက်35နှစ်အရွယ်ကိုစင်ကိုထိုက်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့၎င်းစီးနှင်းလာတဲ့ကားကိုပါတိမ့်ဆီးပြီးမိသားစုဝင်များကိုငွေကျပ်360နဲ့ပြန်ရွေးခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။သခိုင်းမင်းကွန်းလမ်းပိုင်းမှာဇန်နဝါရီလ9ရက်နေ့ကပြူစောတိခေါင်းဆောင်ရွှေချားဦးဆောင်တဲ့ပြူစောတိများတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းပိုင်းတစ်လျှောက်ကိုဖျက်ဆီးသွားလာနေတဲ့လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်မှုများဇက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။သကိုင်းမင်းကိုလမ်းပိုင်းမှာဝါချက်ရွာကအသက်35နှစ်အရွယ်ကိုစင်ကိုထိုက်ကိုစစ်ခွေးတွေကလူရောကာရောဖမ်းဆီးပြီးတော့တိန်း360နဲ့လာရွေးခိုင်းနေတယ်အဲ့ဒီလမ်းပိုင်းမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခံရတာတောက်လျှောက်ပဲလက်ပံမှာဖြစ်သွားတဲ့ပြူစောတိခေါင်းဆောင်ရွှေချားတိုက်ခိုက်ခံရပြီးတော့မကျေနပ်လို့စစ်ခွေးတွေကတောက်လျှောက်ကိုတောင်းကျမ်းနေတာလို့ဒေသခံပြည်သူတို့ကတိုက်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး ်မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ